အဲရင်ထဲကအဲ drama ဇက်တွေဘောတူဘောဇက်တွေတော်တာဒါရဲ့အခြေဆုံးဇက်တွေပေါ့နော်ဘယ်လိုပြောလို့ရလဲဒါပေမဲ့ရိုက်တာတော့ရိုက်ပါတယ် drama လည်းရိုက်တယ် action လည်းရိုက်တယ်ဒါပေမဲ့ drama ကားတွေကြတော့ဂျုံမော်တက်လာတာနည်းနည်းနည်းတယ်အဲ့လိုဖြစ်နေတာပေါ့အခုဒါအခုမှဒါတက်လာတယ်ပေါ့ အဲ့တော့ဟာတာကားကြီးကျတော့တက်တာရုံရောတာများတယ်အဲ့အဲ့အကြောင်းဒီလိုဒီရရောက်ဒီအကုန်ကြီးအဆာသာရအနစ်နာခံပြီးကျွေးမွေးပြုစုစောင့်ရှောက်လာတဲ့ကျေးဇူးတော်မှာမထောက်ပါအဲအဲ့လိုလိုတော့မဟုတ်ပါဘူးရှိပါတယ်အခုလည်းဒါနောက်တက်လာတဲ့သိန်းဆောင်တွေလည်းအများအများကြီးရှိပါတယ်။အချို့ကတန်းနေအောင်မကြုံနိုင်ဘူး။ဘယ်လိုမကြုံနိုင်လဲ။အဲ့လိုမဟုတ်ပါဘူးကြုံနိုင်ပါတယ်။ တကယ်ဖြစ်ရမှာကိုအခြေခံပြီးတော့ true story အဲ true story ပေါ့နော်အဲ့ဒါကိုရေးထားတာဒါပေမဲ့ဟိုဖြစ်မှန်တော့40ရာခိုင်နှုန်းတော့ပေါ့60ရာခိုင်နှုန်းတော့ကတော့ဒါရုပ်ရှင်သဘောအရပြန်ကုန်ကားပြီးတော့လုပ်ရလေရှိရဲ့အဲတကယ်ဖြစ်မှန်လေးဖြစ်တဲ့အတွက်ကိုအဲလိုကာရီတာနဲ့စီဝင်ဝင်နဲ့အဲလိုဆိုတော့အဲ့မှာဒီစက်သဘောအရဒီပေးတဲ့တည်းလေး ဒီလိုဒီရရောက်ဒီအကုန်ကြီးအဆအစာရအနစ်နာခံပြီးကျွေးမွေးပြုစုစောက်ရှောက်လာတဲ့ကျေးဇူးတော်မှမထောက်ပါအဲရင်ထဲကအဲ့ဒရာမာဇက်တွေဘောတူဘောဇက်တွေတို့ဒါဒါရဲ့အခြေဆုံးဇက်တွေပေါ့နော်ဘယ်လိုပြောလို့ရလဲဒါပေမဲ့ရိုက်တာတော့ရိုက်ပါတယ်ဒရာမာလည်းရိုက်တယ်အက်ရှင်လည်းရိုက်တယ်ဒါပေမဲ့ဒရာမာကားတွေကြတော့ဂျုံမော်တက်လာတာနည်းနည်းနည်းတယ်အဲ့လိုဖြစ်နေတာပေါ့အခုဒါအခုမှဒါတက်လာတယ်ပြောတာ အဲ့တော့ဟာတာကားကြီးကျတော့တက်တာရုံရောတာများတယ်အဲ့အဲ့တော့စီးရတော့အရင်ထဲရတယ်အစီးနေရဒရမာစကားလေးကြိုက်တာများတယ်များတော့ဒါဆရာတစ်ပည့်နှစ်ယောက်ကတိတ်ဆွေလူလူဒါသိပြောကြတော့မလိုတော့ဘူးပေါ့နော်တယောက်နဲ့တယောက်အထာတိရယ်ပဲပြောတော့အများတန်းတော့ကြိုးစားပါတယ်ဒါဟာတာတွေပဲဖြစ်ဒရမာပဲဖြစ်ဟိုရရတဲ့ကားပေါ်မှာတော့အများတန်းလို့ကြိုးစားပါတယ် ဲ့လိုလိုတော့မဟုတ်ပါဘူးရှိပါတယ်အခုလည်းဒါနောက်တက်လာတဲ့သေးဆောင်တွေလည်းအများအများကြီးရှိပါတယ်ဘယ်လိုလဲအဲတန်းနေအောင်မကြုံနိုင်ဘူးဘယ်လိုမကြုံနိုင်ဘူးအဲ့လိုမဟုတ်ပါဘူးကြုံနိုင်ပါတယ်အဲအဲ့လိုတော့မရှိပါဘူးအဓိကတော့ဒါကလေးတွေကတော့သူတို့ဝါသနာပါတဲ့ပုံမှာပဲဒါတို့ကတန်းနေတော့ပံ့ပိုးပေးပါဘောနော်ဟုတ်ကဲ့ အလုံးဆက်သွင်းဖို့တော့မရှိပါဘူးအဲအကဲဝါသနာပါတဲ့လူရှိရင်တော့အဲအဲလူတွေကိုပြည့်စည်ချင်တာပေါ့ဒါပေမဲ့အဓိကတော့သူတို့ရဲ့ဝါသနာပါပဲသူတို့ဝါသနာကိုဝယ်မှုကြည့်ပါတယ်ဒီဇာနဲ့ပတ်သက်လို့ကတော့အဓိကဒါကျွန်တော်တို့ကစီမံဝန်ထမ်းတွေကိုဒါတနာစရာကောင်းတဲ့လူတွေလို့မြင်အောင်လုပ်ရတာမဟုတ်ဘူးဒါအကုန်လုံးကကိုယ်စီပုံကပေါ့နော်ဟိုဘုရဲစင်ပြင်းမဲ့အလုပ်တွေလုပ်ကြတယ် ပြီးတော့မိသားစုအတွက်အဆင်ပြေအောင်ဘဝတွေငြိမ်းချမ်းအောင်ကြိုးစားကြတယ်ပေါ့နော်အဓိကတော့အိမ်တော်ဦးကြီးတွေကိုယူယူရတာပေါ့အဲ့လိုမျိုးလုပ်နေကြတဲ့လူတွေထဲမှာမှအခုလိုခက်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 ပြင်းပြင်းမှန်းနဲ့ဒါနေမှုကြောင့်မိုးရွာမဆောင်ပေါ့နော်ဒါကြိုးစားနဲ့ဒါလုပ်ပြီးတော့မိသားစုရဲ့ခက်ခဲတွေကိုပြသပေးနေတဲ့စီမံဝန်ထမ်းတွေကဒီသားကြောင်းပါတယ်ဆိုတော့ဒါတော့အဓိကဘေးနဲ့မဆိုင်ပါဘူး